အားလုံးပဲမင်္ဂလာပါဇိုးရဲ့ဗီဒီယိုလေးရနေပြီးတော့ပြည့်လဲကျဆူလိုက်ပါတယ်เนาะဒီနေ့တော့မစားရတာကြာပြီဖြစ်တဲ့ဝက်ကလီစာဟင်းလေးအရန်ကိုစားခြင်းနေရာနဲ့ဈေးသွားပြီးတော့ကိုရန်ချက်စားလိုက်တယ်ပေါ့ရှင် ဈေးရောသူစောစောသွားတယ်40ဈေးကိုသွားတာပေါ့နော်အသီးရွက်တွေကလုံးဝလက်ဆက်နေရပဲငါပြည့်ရတို့မျိုးလေးလည်းတွေးလို့ဝယ်ခဲ့ပါသေးတယ်ရှင်ဝတ်သားတော့ဒါဈူးဝယ်နေကြဆိုင်လေးပေါ့နော်ဝက်ကလီစာ50သားဝယ်ခဲ့ပါတယ်ဈေးကတော့3000ဈေးပါရှင်ဒီနေ့ဟင်းပွဲလေးတွေကိုပြည်စီချက်ပြုတ်မှာကတော့ဈူးအမြဲသုံးနေကြတဟဲစာကြက်သားမုတ်လေးနဲ့ပြည်စီချက်ပြုတ်မှာဖြစ်ပါတယ်ရှင်ဒီကြက်သားမုတ်လေးကကြတော့လေတကယ်ကြက်သားစစ်စစ်ကနေပြီးတော့ထုတ်ထားလို့ကြက်သားရဲ့အချိုးတက်ပြေးသွားတာကြောင့်ဟင်းပ ွဲတိုင်းကိုအရသာပိုကောင်းမွန်စေတယ်။ပြီးတော့သူတို့လိုမျိုးပေါ့နော်ကျမရေးနဲ့ညီညွတ်ရှင်နဲ့အိမ်ရှင်မတွေအတွက်လည်းအငန်တက်လျှော့ပြီးတော့ထုတ်ထားတာမလို့ကျမရေးလိုက်စားတဲ့အိမ်ရှင်မမေမေတွေအတွက်လုံးဝကွက်တီပဲပေါ့နော်။လေးလေးပင်ပင်စားကြည့်ရင်တော့စားလေးနည်းနည်းထက်ထက်လို့ရပါတယ်။ဒါမှမဟုတ်လည်းတဟဲစားကြက်သားမုတ်လေးမြများလေးထည့်ပေါ့နော်။ ကဲအရင်ဦးဆုံးဇူဝါဇီရဝယ်လာတဲ့ကလီစာလေးတွေကိုရေးစေးတန့်စင်ပြီးတော့တဟဲစာကြက်သားမုံလေးရဲ့ဆက်နွင်းလေးရဲ့ကိုအရင်ဦးဆုံးကလီစာလေးတွေမှာအရသာစိတ်ဝင်သွားအောင်15မိနစ်လောက်နှက်ထားလိုက်မယ်ပေါ့နော်ဒီတဟဲစာကြက်သားမုံလေးက20ဂရမ်အထုပ်ကလေးရဲ့180ဂရမ်အထုပ်ကြီးရဲ့ဆိုပြီးတော့နှစ်ဆိုင်လာတယ်ပေါ့နော်ဒီ20 gram packing ထုတ်လေးဆိုလို့ရှိရင်လည်းလက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်သတင်းကျလူကြီးမိဘတွေကိုကြောက်ဖို့ပဲဖြစ်ဖြစ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော် ဇူးတော်မှာသတင်းကျဇူးမေမေရွာပြန်လို့ရှိရင်လေရွာဇူးတော်ကြီးအတွက်ထည့်ပေးဖို့အတွက်စီစဉ်ထားပါတယ်ကဲဒီမှာကလီစာလေးကိုအရသာလေးနှက်ထားတာ15မိနစ်လောက်ရှိသွားပြီဆိုတော့ဇူးစပြီးတော့ဗောနော်ဒီပေါင်အိုလေးနဲ့အရင်ဦးဆုံးအသားနူးသွားအောင်လို့ရှူးလိုက်ပါမယ်ရှင်ဇူးကတော့ဒီအိန္ဒိယပေါင်အိုလေးအများတန်းသုံးပါတယ်ကဲဒီခန်းကျင်ဒီကတော့ဇူးနှလုံးလောက်ထည့်ပါတယ်ရှင်အနှစ်များများလေးရအောင်လို့ဗောနော်အလုံးကြီးကြီးလေးသုံးလိုက်တာပါအယောင်တင်လေးလည်းထည့်မယ်ငုတ်တီးတာ အစစ်မှုတ်ပေါ့နော်အဆက်အရသာလေးပါပါတယ်ပြီးတော့ငပိလေးနည်းနည်းထည့်ပါမယ်ရှင်အင်းတော့သူကကျက်သွန်နီလေးလဲတလုံးခွဲလောက်လီးထဲပါသေးတယ်ကျက်သွန်ဖြူလေးလဲထဲပါသေးတယ်ရှင်စီလေးနည်းနည်းလဲထဲပါသေးတယ်ပြီးတော့ရေလေးနည်းနည်းနဲ့မိဖို့ပေါ်လေးတင်ပြီးတော့ ငါခါလောက်ရှူးလိုက်တယ်ပေါ့နော်ပြီးတော့မှအသားနူးသွားပြီဆိုမှ အခုလိုမျိုးအိုးလေးနဲ့ပြောင်းပြီးတော့စီပြန်လာအောင်တည်လိုက်တယ်အဲဆိုလို့ရှိရင် အသားဟင်းဆိုပေမဲ့လေမိနစ်20 25မိနစ်လောက်ဆိုရင် ready ပဲသူကတော့အဲ့လိုနီးလေးနဲ့ပဲရှက်တယ်ပေါ့နော် ကဲအခုဆိုရင်တဟဲစကြက်သားမုတ်လေးနဲ့ရက်ထားတဲ့စားလို့အရန်ကောင်းတဲ့ဝက်ကလီစာဟင်းလေးရပါပြီ။ကဲရှမောင်ဟင်းရေဦးလေးပြင်မယ်ပေါ့နော်။ရှမောင်ရွက်တဲကိုမြစ်လေးနည်းနည်းထည့်မယ်။ကျက်သွန်နီလေးထည့်မယ်။ကျက်သွန်မြူလေးထည့်မယ်။ပြီးရင်တော့ဇူးကတော့ခရမ်းဒီအသေးလေးလည်းထည့်တယ်ပေါ့နော်။ဆန်နွှင်းနည်းနည်းထည့်တယ်။တဟဲစကြက်သားမုတ်လေးထည့်မယ်ပေါ့နော်။ဇူးကတော့စားထက်မသုံးတာဖြစ်တဲ့အတွက်များများလေးထည့်ပြီးတော့ချက်ပါတယ်။ပြီးတော့ငပီလေးထည့်တယ်။ ရှင်မောင်ဟင်းဆိုပေမဲ့စီလေးနည်းနည်းထည့်တယ်ဆိုတော့အညာဘက်မှာဒီလိုပဲတုံးနေပေါ့နော်။ကဲဒီဟာလေးကိုလည်းခုနလိုမျိုးပေါင်းအိုးလေးနဲ့ဆိုရှူးလိုက်ပါမယ်။အရှင်ရေဖြစ်တဲ့အတွက်၃ခါလောက်ရှူးရုံနဲ့ ready ဖြစ်တယ်ပေါ့နော်။ကဲအခုဆိုရင်ကြက်သားရဲ့အရှုတက်နဲ့တဟဲစာကြက်သားမုတ်လေးနဲ့ချက်ထားတဲ့ချက်မောင်ဟင်းရည်လေးရပါပြီရှင်။ကဲပိုက်လဲစာပြီးစာတော့စာပြီးတော့စားပါတော့မယ်ရှင်။ ဒါကဝက်ကလီစာဟင်းလေးပေါ့နော်လိုက်လဲစာနေပြီဆိုတော့ share တွယ်လိုက်အောင်မယ်ဒါလေးကပိုးစာလေးပိုးစာလေးကိုဒီမှာလေတဟဲစာကြက်သားမုတ်လေးနဲ့အခုလိုမျိုးလေးတို့စာအရန်ကောင်းဒီမှာအင်းဒါထမဲစားပြီးရင်စားဖို့အရန်ကောင်းလက်ရှင်ယူဟင်းလေး share ပဲဟင်းလေးရလဲကောင်းစားကြပါအောင်ရှင်อืม 雪呗，我下锅吧。嗯，那毕业留言。 ရှမောင်ဟင်းလေးရယ်ပလက်ပိုင်းလေးမိုးအေးလေးနဲ့အင်းအဲ့လျှောက်ရွက်လေးလျှောက်ရွက်ကလည်းအနုကနည်းနည်းလေးဒါလည်းတည့်ရက်ကြီး ကဲစားလို့လည်းပြီးပါပြီစားလို့အရန်ကောင်းပါတယ်ဒီနေ့ဒီမှာဟင်းနေကိုစုရှက်ပြုတ်သွားတာကတော့ဒီတဟဲစာကြက်သားမုတ်လေးနဲ့ရှက်ပြုတ်ပြင်ကျင်သွားတာဖြစ်ပါတယ်ဒီကြက်သားမုတ်လေးကိုဝယ်ကျင်နေဆိုရင်တော့စတို့နီးဆက်ရာဈေးဆိုင်နဲ့ကုန်စုံဆိုင်တိုင်းမှာဝယ်လို့ရပါတယ် page လေးကိုကြည့်ကျင်နေဆိုရင်လည်းစု comment မှာဖော်ပြပေးမယ်ပေါ့နော်ဆိုတော့ဇူပီတီယိုလေးကိုစောင့်အောင်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတတား